အင်းယူကြတာဆရာတော်ဘုရားကိုလွမ်းဆုသတိရတယ်ဆရာတော်ဘုရားကသင်္ကာရသဘောတရားကိုမဆောင်နိုင်လို့เจ้าတကာเจ้าမတွေကိုဘာမှမပြောမဆိုရဘဲနဲ့ပြတ်လာသမှုသွားတယ်ဆိုတော့ကြံစည်တဲ့ကြံစည်နေတဲ့ဒီတကာတကာမတွေကအင်းကျူးတယ်ဆိုတော့ဆရာတော်ဘုရားကိုသတိရလို့ဆရာတော်ဘုရားဘဝနတ်ထာနိဗ္ဗာန်ကိုရောက်ပါစေလို့သဘောကဒီလိုပဲအာယုံကြွသူတို့စိတ်ထမပျော်လို့ဆရာတော်ဘုရားဆုတောင်းတဲ့အဲအပိုင်းပါတာပေါ့ဗျာ ရာတို့နိုင်ပန်နိုင်ပန်ရအောင်ပို့ရှင်လို့လာကြရရှိဘောင်ကြီးဘောင်ကြီးကဒီသူမပြန်တော့မူခင်ပါဘောတော့သူကလည်းသူများအကောင်းတာလည်းလောက်တယ်သူများအကျိုးလည်းတည်ပိုးခဲ့တယ်နောက်ပြီးသူရဲ့တမတိပညာလည်းရှိတယ်ဘောတော့ဒါသူရဲ့နောက်ဆုံးချက်မလို့ဘောတော့ဒါလက်သမီးဝတ်စုံနဲ့ဝတ်ပြီးတော့သူ့ကိုလက်ပြီးပိုးတဲ့အနေနဲ့အဲ့လိုမျိုးလက်သမီးဝတ်စုံဝတ်တယ် ီပို့တယ်ဆိုတာဆရာတော်ပြိဋိဘံဆာတယ်ဆိုတာဟိုဟိုပေါ့ဓမ္မတို့ဗုဒ္ဓဘာသာအယူပေါ့နော်ဓမ္မတို့ဗုဒ္ဓဘာသာယူဟာဆရာတော်ဖရာရဲ့ပြိဋိဘံဆာတဲ့ဆန်တိုင်းဟိုဒီလိုပြုလို့ပြုလို့ပေးပါလေအခဲလွဲတယ်ဆိုတာဆရာတော်ရဲ့ယုတ်ကလပေါ့နော်နတ်သမီးလေးအလွဲအခလိုမျိုးကျမတို့အလလေးကိုကျမတို့လွဲပေးပါတယ် တော့ပြောပြောချင်တာရှိလေဓမ္မတို့လားဓမ္မတို့ဘယ်လိုပြောရမလဲဆိုတော့ဆရာတော်ရဲ့ဒီဆရာတော်ဟာတတ်တော်ကြီးတယ်ဘွားတော်လည်းကြီးတယ်ငယ်ပြူလည်းဖြစ်တယ်ဟောအဲ့ဒါပဲကြောင့်ဟိုဆရာတော်ကိုဓမ္မတို့ကြည်ညိုတယ်ဓမ္မတို့ကိုသွန်လာတယ်သင်လာတယ်ဆုံးမလာတဲ့စကားတွေဓမ္မတို့လေးလေးစားစားနဲ့ ရာတော်တော့တပီတော့နှိပ်ပဲခွာဖို့ဒီခုလိုမျိုးလာကာချင်းဖြစ်ပါတယ်ဖြစ်ဆရာတော်ကပေါ့နော်ဒီသူကဒီဘာသာရေးဆဆရရပေါ့နော်သူလူပြည်မှာရှေ့ရဆင်တော်ကပေါ့ဒီဘာသာရေးကစားတွေမှာရောဆဆရရပေါ့နော်ဒီတပီတော့လမ်းကြောင်းမှန်တွေအများကြီးပို့တာပေးတဲ့တော့ကြောင့်မို့ဆရာတော်လာပြီးတော့ကော်ယူကွန်ပျူတာပဲဖြစ်ပါတယ်နောက်ပြခေါ်တော့လေ တမီဖြစ်တော့ဘုန်းကြီးကိုခေါ်ဆောင်သွားမယ်ဗောအဲ့ဒါခေါ်ဆောင်ဟေးပျော်တယ်ပျော်တယ်အေးပျော်တယ်ဝါလဲဝါနေကိုရအောင်ဘုန်းကြီးတန်းထိုင်စီအောင်လေး